British Honor မှာမင်္ဂလာပါရှင်။မန္တလေးကစ်တက်မှာပြန်လဲကျဆွန်လိုက်ပါရှင်။ British Jet ကကောက်တင်ဆက်ပေးမဲ့တရင်ကြောင်းတွေကတော့တောင်ကိုအချင်းထောင်တန်းမှာတမရဝင်းမြေကွလွန်သွားပြီးဆိုပြီးတရင်တွေထွက်ပေါ်လာတဲ့တရင်တွေပဲဖြစ်ပါရယ်။တောင်ကိုအချင်းထောင်ထဲမှာအချင်းချခံနေရတဲ့တမရဝင်းမြေဟာတည်ဆုံသွားပြီးဆိုပြီးကောလာဟလတရင်တွေထွက်ပေါ်နေခဲ့တယ်ဖြစ်ပါရယ်။ ကရကမှာဆိုရင်တော့တောင်ကိုထောင်ရှိတမရဝင်းမြင့်ထံသို့ဇနိပြတူဒေါ်ချူချူကခြောင်းဝင်းစားပို့ရန်လူကိုယ်တိုင်တွားရောက်ကြိုးစားတော်လည်းပဲစက်ကောင်စီကတောင်ကိုထောင်တွင်တမရဝင်းမြင့်မရှိဟုပြောဆိုကငင်းပယ်ထားကြောင်းသိရှိရပါသည်။ ပကိုတိုင်းတောင်ဝအကျဉ်းထောင်ရင် စစ်တပ်ကမတရားဖမ်းဆီးအကျဉ်းချထားတဲ့တောင်မရဝင်းမြင့်ထတို့ဇနီးပြတို့တောင်မရကရောဒေါ်ချူချူကထောင်ဝင်းစားပို့ရန်လူကိုယ်တိုင်တွားရောက်ကြိုးစားခဲ့တော်လဲပဲစစ်ကောင်စီကညှင်းပက်တဲ့ဖြင့်ထောင်ဝင်းစားများရွေ့ရွေ့ပြန်တွားရကြောင်းပြည်ထရေးတရင်မြက်ကရန်ကုန်ခေတ်တဲ့တင်းထဏာထတို့အတီးပြုတ်ပြောဆိုထားဖြစ်ပါရယ် တမရဝင်မြေရစနေဖြစ်တဲ့တော်ချူချူကတောင်ဝအချင်းထောင်တို့ထောင်ဝင်စာအစားတောင်များနဲ့အတူရောက်ရှိလာပြီးထောင်ဝင်စာပို့ရန်ကြိုပမ်းခဲ့ကြောင်းအချင်းထောင်ကတွင်တမရကရောတော်ချူချူကိုစောက်ခံထားပြီးအချင်းထောင်အရာရှိများကပြည်ထရေးဝန်ကြီးများကိုအကြောင်းကြားခဲ့ကြောင်းရင်းနောက်တမရဝင်မြေဟာတောင်ဝအချင်းထောင်တွင်မရှိဟုဆိုကညင်းပယ်လိုက်တဲ့ဖြင့်တမရကရောတော်ချူချူနဲ့မိသားစုဝင်များကပြန်လည်သွားရကြောင်းသိရှိရပါသည်။မနေ့ကထောင်ဝင်စာလာပို့တာပါ ဂိတ်ပရောက်မှထောင်ဝန်ထမ်းများကတော်မရဝင်းမြင့်မရှိဟုဆိုကအပုတ်မခံပါဘူးပထမတော့ညှိသေးတယ်နောက်တော့ညှိလို့မရတော့မရှိဘူးဟုငင်းလိုက်တယ်အန်တီချိုတို့ကလည်းပြန်သွားကြရပါတယ်ဟုပြည်ထရေးတရင်မြက်ကရန်ကုန်ခေတ်တရင်ဌာနထတ်တို့ပြောဆိုထားဖြစ်ပါတယ်အကြမ်းပဲစစ်ကောင်စီအကြမ်းပဲအာဏာလုစစ်ကောင်စီကနိုင်ငံတော်တမရကြီးဦးဝင်းမြင့်နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်စုကြည်တို့ကိုမတရားဖမ်းဆီးကထောင်တွေးအကြင်ချထားခြင်းပဲဖြစ်ပါတယ်ဒါအပြင်စကောင်းစီထောက်ခံတဲ့တယ်လီဂရမ် channel မှာဆိုရင် တောင်ဝချင်းတောင်ထမ်းမှာတမရအကြီးအုံမြင်ဟာကွယ်လွန်သွားပြီဆိုပြီးရေးသားဖော်ပြနေတာကိုလည်းတွေ့ရှိလို့နေခဲ့လက်ဖြစ်ပါတယ်။အဆိုပါတရင်အဆိုလို့ရှိရင်လည်းတရင်အမအသာဖြစ်ပြီးတရင်အမနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုတွေကြားမှာစိုးရိမ်ပူပန်မှုတွေမြင့်တက်ခရပြီးတမရကြီးအတွေ့ဝိုင်းဝိုင်းဆွတောင်းပေးမှုများကိုလည်းပြည်လုံးနေခဲ့ကြောင်းသိရှိရပါတယ်။သမရကြီးရဲ့တရင်ကတရင်အမပါဘဲကနေဝါရက်ပြန်လိုက်တယ်လည်းမသိပါဘူးလူမှုကွန်ရက် group တွေထဲမှာတော့ပြန်လာတာပါဟိုတရင်မြက်ကပြောဆိုထားဖြစ်ပါရဲ့ အကြောင်းရတဲ့ဆက်ပေးမှုကျွန်မပဲကြားနာကိုပြောပါရှင်။အပင်နာစင်မှုအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။